လုပ်ငန်းရှင်တွေအနေနဲ့စီးမြင်းနဲ့မညီဘဲစက်ရုံတွေပိတ်သိမ်းမယ်ဆိုရင်ဥပဒေအရအရေးယူမယ်လို့အလုတ်သမားအလုတ်ကင်နဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကပြောပါတယ်ဒီသတင်းကိုတော့ဦးအောင်ကြီးကပေးပို့ထားပါတယ်ရှင်ပြည်ကရလကအလုတ်သမားတွေအတွက်အနည်းဆုံးလောက်ကလာသသမဏရဲ့အတွက်အလုတ်ယုံစနစ်ဘွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။အဲဒီအလုတ်ယုံစနစ်ဘွဲမှာအမျိုးသားကော်မတီအစည်းအဝေးနဲ့ပြည်အလုတ်သမားတွေအတွက်အနည်းဆုံးလောက်ကလာသ3600နှုန်းကိုသတ်မှတ်ခဲ့ပါတယ်။ အဲ့လိုသတ်မှတ်ပြီးနောက်ပိုင်းပြည်တွင်းပြည်ပမှာလာရောက်လုပ်ကန်ခဲ့ကြတဲ့ထဲချုပ်လုပ်ငန်းရှင်တို့အလုံယုံပိတ်သိမ်းမယ်လို့ပြောကြလာတာနဲ့ပတ်သက်ပြီးအလုံအကိုင်းနဲ့အလုံသမားလူမှုဘူလုံရေးဝန်ကြီးဌာနညွှန်ကြားမှုချုပ်ကအခုလိုပြောပါတယ်ဒီလုံသမားဘာဘောဒီလေညီလေးဘောနော်အခုဘောဆက်ဆိုင်ဦးဌာနရောလုံသမားညွှန်ဦးဌာနရောအခုလိုအလုံနဲ့လုံသမားဦးစီဌာနရောနော်တက်ဆိုင်ရာညီလေးကဌာနလိုက်ပေါ့စီကြဲဥပဒေရှိပါတယ်ဘုလိုရှင်တော့ထောင်ကားသခင်လို့များဥပဒေပေါ့ နော်လာဒီလူမားဆက်တဲ့တောက်လို့ရှိပါလေလူသမားကြီးကညင်းပေါင်းမှုခင်ချင်းဥပဒေပေါ့ညီလေးကနော်လူသမားညွှန်ကြားဥစားလို့ရှိပါလေလူသမားဟောပေါ့ညီလေးအဖွဲ့အစည်းဥပဒေပေါ့နောက်ကာလာဟုကိုညီတို့တွေ့ပါလိမ့်မယ်နော်အလုတ်ကန်နေကျွမ်းညင်မှုဖွံ့ဖြိုးဥပဒေပေါ့နော်အဲ့တော့အဲ့ဒီမှာပါလာကိုရောညီလေးကနော် employment contract ပေါ့အလုတ်ခံနိုင်မှုဆိုင်ရာဘောစာချုပ်ချိုးဆိုလုတ်ကန်ရမယ်နော်မလုတ်ကန်နေပါလေကိုရောအဲ့ဒီမှာဟောပေါ့ညီလေးကမချိုးဆိုတော့လုတ်ရှင်လူမားနှစ်ယောက်လို့ကိုရောအဲ့ဒီမှာဥပဒေပါအတိုင်းရေးကိုပါတာပေါ့ဒီမှာလဲကန်ညီတို့ပါပဲနော်ဥရိယအလုတ် ိတ်တယ်မှာလို့ရှိကိုပါပဲလေနော်အလို့ရဆဲမှုနင်းနာကြီးတာပြရတူတောက်လဲကလာဟိုတနေ့ကကိုပါပဲလေကျွန်မတို့စုံနေယူဆောက်ကူရကိုကအချိန်မီတာထွင်ဖြစ်ကြောင်းကိုရောပါလေဥရမယ်ဆောင်းလုံးမှာဖြစ်ပါတယ်မြန်မာနိုင်ငံကိုပြည်ပမှာလာအောင်လုပ်ကင်တော့လုပ်ငန်းရှင်တွေအနေနဲ့မြန်မာနိုင်ငံရဲ့ဥပဒေတွေကိုလည်းလိုက်နာဖို့လိုတယ်လို့သူကပြောပါတယ်ဒီ FDI လာလို့တဲ့နော်ဆီယမီလုပ်ငန်းရှင်များဒီဟဲ့လားသူတို့ MSC တဲ့ခါကြီးလေသူတို့အညွှန်းတစ်ဆိုင်မှာပါပါတယ်သူတို့ပေးခြင်းနဲ့ငါညဒီမှာပေါ့ဥမာဒါလေးပေါ်ကြီးလေနော်ဒီမှာတွေ့နော်ကိုကျွန်တော်တို့ဒီပါလေးဥစားကိုလို့နော်ဒီမှာ driver လာနော် အဲဒီမှာ security start cleaner ဆီကနေ driver and skill worker security worker skill worker ဆီကနေပါလေ GNT ဘောကြီးလေသူတို့ပေးနိုင်တယ်ဒီမှာလာလာနှုတ်လေသူတို့ MSU တင်ပြပါတယ်မြန်မာနိုင်ငံနဲ့နိုင်ငံခြားသားဟိုဘောလူသမားတွေသူတို့ပေးမဲ့နှုတ်ဝါကြီးလေအစိုးရနှုတ်ဝါတယ်ပါလေကို MSU ကိုသူတို့တင်နေရပါပြီးသားပါဒီတော့ပြဿနာကြီးလို့ကထင်ရိုးဆိုအဲ့တိုင်ပြို့လို့လာပါတော့အနည်းဆုံးလောက်ခလာစာကိုလက်ရှိမှာတော့3600လောက်ရတာပဲမဲ့လူသမားတွေဘက်ကလောက်ခလာစာအနည်းဆုံး4000ရဖို့အတွက်ကိုဆန္ဒပြတောက်ဆမှုတွေလှုပ်ဆောင်နေကြပါတယ် လုပ်ငန်းရှင်တွေဘက်ကလည်းလုပ်ငန်းပိတ်သိမ်းဖို့ပြင်ဆင်နေကြတယ်လည်းရှိပါတယ်ကျွန်တော်အောင်ကြီးပါ